အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးချင်တာကတော့ဟော့အိုဘာကြီးဇလန်းတွင်နဲ့နမကြီးနေတဲ့မင်းနာချူရောင်းဝရဲ့နမကြီးစီတင်၅ခုပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့လက်ရှိပြသနေတဲ့ဟော့အိုဘာကြီးစကားလေးကိုရွေးချယ်ထားပါတယ်ဇလန်းအချင်းကတော့နေဘတ်ဆိုတာမန်အထက်တန်းကျောင်းသူလေညဘတ်ဆိုရင်တော့မျက်နှာဖုံးတန်းနတ်ဆီယာမလေးအဖြစ်နေထိုင်နေတဲ့ဘဆောင်းအာနဲ့သူ့အချစ်ဦးရဲ့ဇလန်းတွဲလေးပဲဖြစ်ပါတယ်နတ်ဆီယာမလေးဘဆောင်းအာကဘဲကွန်းလူကိုမြင်မြင်ချင်းချိမိသွားခဲ့ပေမဲ့ချီရတဲ့ကောင်လေးရဲ့ကံကြမ္မာကမကြခင်တရားတော်မဲ့ကံကြမ္မာဖြစ်နေတယ်လို့အတန်းလဲတူနေပါသေးတယ်ဒီလို ဲ့နတ်ဆရာမလေးလည်းချရတဲ့ကိုလူကျော်ကိုကံကြမ္မာစိုးကနေလွမြောက်နိုင်အောင်ကဲတင်ပေးမှုဆုံးဖြတ်လိုက်ရကနေဘလို့အခက်ခဲတွေနဲ့အလွဲတွေကိုရင်ဆိုင်ရမလဲဆိုတာကိုတော့ပေါပေါပါပါနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ trauma ကုတ်ဆိုတဲ့စကားလေးကိုရွေးချယ်ထားပါတယ်ဒီစကားလေးမှာတော့ဝင်နိုင်ရနဲ့ဆက်အင်အားမလုံလောက်တဲ့အရေးပေါ်ခွဲစိတ်ဌာနကိုရွှေလက်လို့တင်စားခံရတဲ့ဘက်ကံနဲ့ရောက်လာတဲ့အခါခရက်ပေါင်းစုံကြားကနေလူနာတွေကိုဘလို့ကဲကြမလဲဆိုတာကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီစကားလေးမှာတော့မင်းသားချူရောင်းဟုတ်ကဦးလန်းကျောက်ခွဲစိတ်ဌာနကဘွဲလို့ဆရာဝန်လေးရမ်းချယ်ဝန်အနေ င်နဲ့ပါဝင်သုံးဆောင်လာပါတယ်။အလို့ကြိုးစားတဲ့ရန်ချေဝန်ဟာဘဲခန်ညော့ရဲ့မဲဆွယ်မှုကြောင့်အရေးပေါ်ခစိုက်ဌာနကိုရောက်လာပြီးသူ့ဆရာရဲ့ဇွတ်တရွတ်ဆံမှုတွေကိုလိုက်ထိနေရပါတော့တယ်။နမီပြောင်အမျိုးမျိုးနဲ့တခြားလော်လူနာမည်ကိုဖျက်လာတဲ့သူ့ဆရာကသူ့ကိုနာမည်ရင်းခေါ်လိုက်တဲ့အချိန်မှာဝန်နဲ့ဝန်တာဖြစ်ပြီးထဆဲတဲ့ဇဝင်ကန်ကတော့ဒီကားထဲမှာချူယောင်းဝူရဲ့နာမည်အကြီးဆုံးဇဝင်ကန်တစ်ခုပဲဖြစ်ပါတယ်။ဆေးပညာဒရမာတွေကြိုက်တဲ့ချူယောင်းဝူပရိသတ်တွေအနေနဲ့ဝန်လွန်ဆရာဝန်လေးရန်ချေဝန်ကိုလုံးဝလက်လွတ်မခံသင့်ပါဘူးနော်။တတိယအနေနဲ့မာစီဖော်နန်းဆိုတဲ့စကားလေးကိုရွေးချယ်ထားပါတယ်။ဒီစကားကတော့အပြန်ကိုင်းနှစ်ခု ကညီကိုနှစ်ယောက်မှညီဖြစ်သူကတက်ခံရပြီးနောက်အကိုဖြစ်သူကတွေ့ရဆက်ရတဲ့ကမျိုးဖြစ်ပါတယ်ဒီစကားမှာတော့ချူအောင်ကို final boss icon ဆန်းအနေနဲ့ခမိုင်မိုင်တွေ့ရမှာပဲဖြစ်ပါတယ်မင်းသမီးပါပဲမင်းသားတွေကြီးပဲကျန်းထားတဲ့စကားမလို့လလွတ်မခံပဲကြီးတင်ပါတယ်စရုပ်ထအနေနဲ့ရွေးချယ်ထားတာကတော့ချူအောင်ကိုနှစ်ကိုပဲတိုးဆောင်ထားတဲ့တတိယလေးဦးအမည်ရတဲ့နန်းနှင်းစကားလေးပဲဖြစ်ပါတယ်ဇလန်အချင်းကတော့အနှိမ့်ဆက်ခံရတဲ့အစီကံမလေးဘွားကနေဂျိုဆုံးပြည်သူတွေလေးစားချစ်ခင်တာခံရတဲ့ဥပဒေအရရှိအုတ်ထယောင်အဖြစ်ရောက်သွားရတဲ့ကုတော့ရဲ့အကြောင်းဝတ်ဖြစ်ပါတယ်မင်းသားချူအောင်ကတော့စိ ီးမနက်နဲ့တခင်လေးအဖြစ်သတ်မှတ်ခံရတဲ့ချုံးစုံကြီးအနေနဲ့ရောတခင်မလေးဥထေရောင်ရဲ့ခင်ပွန်းစောင်းယုံကောင်အနေနဲ့ရောပအဝင်တုတ်ဆောင်လာပါတယ်အနေအကြအတက်ကြများစွာနဲ့ဒီဇက်လမ်းမှာဆိုရင်တော့ဘယ်အရာကမှအလေးနဲ့မထားတတ်တဲ့ပုံပြောစရာလေးကရိုက်တာနဲ့တီတီကြီးကြီးတခင်လေးကရိုက်တာနှစ်ခုကိုအချိုးညီနေအောင်တုတ်ဆောင်လာတယ်မင်းသားချူရောင်မှုရဲ့တုတ်ဆောင်မှုတွေကိုသိချာမြင်တွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ရွေးချယ်ထားတာကတော့မင်းသားချူရောင်မှုပွဲဥထွက်ခါစားရဘက်ဘက်အဖွဲ့ဝင်ဂျိုးဤနဲ့တွဲဖက်တုတ်ဆောင်လာတဲ့1 Spoon Small Town ဆိုတဲ့ဇက်ကလေးပဲဖြစ်ပါတယ်ဒီဇက်ကမှာတော့အဖို ဖြစ်သူရဲ့တိလိษံစေကုကံကိုတာဝန်ယူမှုရောက်လာတဲ့မြို့သားတိလိษံစေကုဆရာဝန်လေးဟန်ဂျီရောနဲ့ရွာရဲ့တိုင်းနာရဲ့ကိစ္စတွေကိုအမြဲကူပေးတတ်တဲ့ရဲမဲလေးအန်ချေအောင်တို့ရဲ့အချစ်ဇလန်းလေးကိုဟီတုံးရွာနောက်ခံနဲ့ချစ်စရာကောင်းလောက်အောင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ K-drama အကြောင်း update တင်းတွေကိုသိချင်တဲ့ဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။